အားလုံးပဲမင်္ဂလာပါဒီတစ်ခါတော့ကျွန်တော်တို့ AutoCAD ထဲမှာပုံတွေဆွဲပွားလို့ရှိရင်အဲ့ပုံတွေကို PDF ဖိုင်အနေနဲ့ဘယ်လိုတင်ဆက်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့အတူ AutoCAD ထဲဝင်ပြီးတော့ကြည့်ကြည့်အောင်အထားတော့ကျွန်တော်တို့ AutoCAD ထဲကိုရောက်ရှိသွားပြီဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်က flow plan လေးတစ်ခုကိုစွတ်တက်တာပဲဖြစ်ပါတယ် တော့ဒီ4ဘန်လေးကိုကျွန်တော်က PDF ဖိုင်အနေနဲ့တင်ဆက်ခြင်းနေပေါ့နော်အဲ့ခါလေးမှာကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ပထမဆုံးဒီတိုက်တဲ့ဘားပေါ်မှာအော်တိုကတ်ဆိုတဲ့ icon လေးရှိတယ်ပေါ့နော်အဲ့ icon လေးတွေကိုကျွန်တော်တို့တစ်ချက် click နှိပ်လိုက်ပါမယ်နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ print ဆိုတာလေးရှိရပေါ့နော်အဲ့ print လေးကိုကျွန်တော်တို့တစ်ချက်ပြန်ပြီးတော့နှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီလိုမျိုး plot box လေးတခုကျလာမှာဖြစ်ပါတယ်ကျလာပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့အပေါ်ကနေဦးတော့ကျွန်တော်တို့သွားပြီးတော့ဘေးချက်စရာတီးတန်းတော့မလိုဘူးပေါ့နော်အဲ့တော့ဒီအောက်မှာကျွန်တော်နေတခုရှိရ printer ရဲ့အောက်မှာပေါ့နော်အဲ့နေမှာကျွန်တော်တို့က adobe pdf ကိုရွေးထားမှာဖြစ်ပါတယ် ဲ့တော့တခြားပုံစံအနေနဲ့ကျွန်တော်ရှိနေဆိုလို့ရှိရင် Adobe PDF ကိုရွေးလိုက်မယ်ပြီးွားပြီဆိုလို့ရှိရင်အောက်ကိုဆင်းသွားမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ paper site ကို A4 ဒါမှမဟုတ်လို့ရှိရင် A2 ပေါ့နော်ကိုစိတ်ကြိုက်ကိုထားချင်တဲ့ site ကိုကျွန်တော်တို့ကရွေးချယ်ပေးရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်က A4 ကိုရွေးချယ်ထားတာပဲဖြစ်ပါတယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအောက်ကိုပြန်ပြီးတော့ဆင်းမယ်အဲ့တော့ဒီအောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ plot ကိုကျွန်တော်တို့ကဘယ်လိုပုံစံနဲ့ကျွန်တော်တို့ကဆက်လက်ပေးမှာလဲပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော် window selection နဲ့ကျွန်တော်ကပေးမှာဖြစ်ပါတယ်အဲ့တော့ window ကိုရွေးပြီးတော့ကျွန်တော်က ပိုဆွဲထားတဲ့ပုံလေးကိုကျွန်တော်ကပိုလိုအဲ့လောက်ကိုကျွန်တော်ကဆလပ်ပေးလိုက်မှာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်ဆလပ်ပေးလိုက်ပြီပေးသွားလို့ရှိရင်ကျွန်တော်တို့ကပြန်ပြီးတော့ဒီလိုမျိုးပြန်ပြီးတော့ပေါ်လာမှာဖြစ်ပါတယ်ပေးသွားလို့ရှိရင်ကျွန်တော်တို့ကဒီအောက်မှာပေါ့နော် center deploy ပေါ့အဲ့ရ deploy ရဲ့ကျွန်တော်အလေတဲတဲမှာထားမှာလားဒါမှမဟုတ်လို့ရှိရင် xy တန်ဖိုးကိုကျွန်တော်တို့ကရိုက်ထည့်ပြီးတော့ထားမှာလားပြောလို့ရှိရင်ကျွန်တော်တို့က ADS scale ကိုကျွန်တော်တို့က custom နေနဲ့ထားမှာလားဒါမှမဟုတ်လို့ရှိရင် to origin နဲ့ပေါ့နော် fit to paper နေနဲ့ထားမှာလားအဲ့လိုမျိုးပြန်ပြီးတော့ရွေးချယ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့ fit to paper ပဲထားပြီးမှာဖြစ်ပါတယ်ပြောလို့ရှိရင်ကျွန်တော်က ီပြင်နာမှာ portrait နဲ့ portrait အနေနဲ့ကျွန်တော်ကပုံကိုထားမှလာဒါမှမဟုတ်ရှင် landscape အနေနဲ့ထားမှလာအဲ့လိုမျိုးပြန်ပြီးတော့ရွေးချယ်ပေးရမှာဖြစ်ပါတယ်အားလုံးစင်ပြီဆိုလို့ရှင်ကျွန်တော်က okay ကိုနှိပ်ပြလိုက်မှာဖြစ်ပါတယ် okay နှိပ်ပွားလို့ရှင်ကျွန်တော်တို့ကသူ့ကိုကျွန်တော်စီဖို့အတွက်လမ်းကြောင်းတစ်ခုတက်မှတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့ဒီ desktop ပေါ်မှာပဲစေထားမှာဖြစ်ပါတယ်အဲ့တော့ဒီမှာ file name နေမှာကျွန်တော်တို့ကကိုယ်ပေးခြင်းတဲ့နာမည်ကိုရိုက်ထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာတော့ကျွန်တော် floorplan 2 model ဆိုပြီးတော့ထည့်ထားပေးဖြစ်ပါတယ်ပြီးသွားလို့ရှိရင်စေလိုက်ပါမယ် အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ခဏကဆွဲထားတဲ့ problem လေးက PDF file နေနဲ့ဒါတင်ဆက်ပြွားပြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီ file လေးကိုပိတ်ပြီးတော့ desktop ပေါ်မှာတွားပြီးတော့ကြည့်ပါမယ်အဲ့တော့ဒီမှာ problem 2 model model ဆိုပြီးတော့ကျွန်တော်ပေါ်နေပြီးဖြစ်ပါတယ်သူ့ကိုကျွန်တော်က open ကျွန်တော်ရွေးချယ်ပြီးတော့ကျွန်တော်တို့ auto bay နဲ့ဖွင့်လိုက်ပါဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်ခဏကဆွဲခဲ့တဲ့ကျွန်တော် problem လေးကို PDF file နေနဲ့ဒါတင်ဆက်ပြွားပြီးဖြစ်ပါတယ်အားလုံးပဲအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်